အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ Diamond Fair OS Movie Recap Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Channel အားဆိုရင်ကြည့်ရှုနားဆင်တဲ့သူတွေအတွက်အချိန်ကိုတတ်တာဆိုပြီးဘဝမောရီပြပြောင်းစေဖို့ကတာအဓိကထားပြီးဇာတ်ကောင်းလေးတွေကိုတာအမြဲတင်ဆက်ပေးနေတာမလို့ Channel လေးကို Like and Subscribe လုပ်ပြီး VPN လေးဖြန့်ချိပေးကြဖို့ကိုလည်းတောင်းဆိုလိုက်ပါရစေခင်ဗျကဲဒါဆိုရင်ဒီနေ့ရဲ့ဇာတ်ကောင်းလေးကိုဆက်လိုက်ကြရအောင်ပါ Vagrant Khanna ဆိုတဲ့လေမျိုးကတော့အိန္ဒိယက SKY လေးဂျောင်းလိုင်းရဲ့ ထပ်မြက်ပြီးအရေးချင်းရှိတဲ့လေယာဉ်မှုတရားဖြစ်ပြီးသူမှာအများနဲ့မတူတဲ့အချက်တခုလည်းရှိပါသေး යි အလားတော့ Vagrant ဟာဘယ်အရာကိုမဆိုးလုံးဝမမေ့တတ်တဲ့ဂျပန်လိုမှတ်ဉာဏ်မျိုးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါသေး යි လောထထွေးကြုံလဲကြွယ်ဝပြီးတော့ပြဿနာတိုင်းကိုလည်းဖြေရှင်းနိုင်တဲ့ Vagrant တကယ်မှာတော့အဒူပိုင်းကနေကိုချေမျိုးစီကိုပြေးဆွဲမဲ့လေယာဉ်ကိုမောင်းနေမှုတာဝန်ချလာပါတော့တယ် ဖေဂရန်တယောက်အလင်းခီးစင်မစားတင်ငတီရမှာတော့ဒူဘိုင်းကကလပ်တစ်ခုကိုသွားကသူတငယ်ချင်းနဲ့အတူတူတောက်စားပြောပါခဲ့ပါရယ်ဒီလိုမျိုးညပိုင်းမှာတောက်စားထားပြီမလဲဖေဂရန်ဟာနောက်ရက်လေရင်ခီးစင်မှာတော့အဆင်ပြေချောမွေ့စွာပဲသူ့တာဝန်ကိုထမ်းဆောင်နိုင်ပါရယ်ဖေဂရန်နဲ့အတူဒီလေချောင်းခီးစင်မှာပါဝင်ရတဲ့ဒွဲဖက်လေရင်မှုကတော့ဒါနီယားဆိုတဲ့လေရင်မှုအမျိုးသမီးပဲဖြစ်ပြီးသူမဟာဖေဂရန်ကိုလေးစားအားကြရတဲ့သူတို့လည်းဖြစ်ပါရယ် ဒီလိုနဲ့ပဲ background နဲ့တာနေရာတို့မောင်းနေတဲ့လေရင်လဲဒူဘိုင်းကနေကိုချင်မျိုးစီကိုစတင်ထွက်ခွာလာခဲ့ပြီအနေငယ်ပြပန်းနေပုံပေါက်တဲ့ background တယောက်ကတော့လေရင်ဆက်ဆက်ထွက်တဲ့မိနစ်ပိုင်းအတွင်းမှာပဲခနာတာနားယူပါတော့တယ်ဒါဝတွေ့ရတာနေရာကတော့ background ကိုအစင်ပြေလားအချိုးချောင်းမေးကြည့်တဲ့အခါ background ကသူ့အစင်ပြေချောင်းနဲ့၆ရက်စတဲ့အလုပ်လုပ်နေရတော့အနေငယ်မတတ်မသာဖြစ်နေပြီမေသူ့သမီးလေးနဲ့မိမရှိတဲ့အိမ်ကိုတော့အမြန်ပြောင်းခြင်းချောင်းပြန်ပြောင်းလိုက်ပါတယ် ဗက်ဂရန်ဟာသူ့အုံနောက်ပြန်ကြည့်လေမောအတွက်အခိုင်ခဲပြောင်းစင်းနဲ့ကော်ဖီအနည်းငယ်တောင်းရပေးမိလေ။လေရင်မောင်းနေမှုကတော့ကြကြမှုမှုဖြစ်အောင်ကျွမ်းကျင်စွာဂိုင်းတွင်နိုင်ပါသေးတယ်။ဒီလိုမျိုးလေရင်ခီးစင်တစ်လျှောက်လုံးနဲ့အစဉ်ပြေနေပေမဲ့လေရင်ခီးဆောက်ရမယ့်နေရာကိုရောက်ဖို့45မိနစ်လောက်အလိုမှာတော့ရာလီဥတုကမောင်းတိုင်းဝင်လာတဲ့အတွက်ရုတ်တရက်ဆိုးရွားလာခဲ့ပါပြီ။ဒါကြောင့်မေးတဖက်ကလေရင်ပြန်သွန်းမှုထိန်းချုပ်ရေးဌာနကလည်းဗက်ဂရန်တို့ကိုလေရင်ဆင်းဖို့အတွက်တခြားလေဆိပ်တစ်ခုကိုလမ်းကြောင်းပြောင်းလဲခိုင်းလိုက်ပါပြီ။ ဒါပေမဲ့ background ကတော့သူရဲ့အတွက်ချက်မှုရပဲညွန်ညားထားတဲ့အတိုင်းစင်းတက်ရမယ်ဘန်ဂလူးရုလေးစိမ့်မှာမစင်မယ် Trivandry လို့ခေါ်တဲ့လေးစိမ့်မှာပဲစင်းတက်ဖို့ဆုံးပြလိုက်ပါပြီဖြစ်ချင်တော့ background ရဲ့လေရင်စီကလည်းတဖြည်းဖြည်းနဲ့လာသလိုမိုးကြီးလေကြီးကလည်းပိုဖြစ်လာတာကြောင့်စင်းတက်ရမယ်ပြေးလန်းကိုတော့မှမမြင်ရတော့တဲ့ဖြစ်လာခဲ့ပါပြီပိုဆိုတော့ဌာနချုပ်ကနေလေရင်စီကိုတရင်ပေးပို့တဲ့နေရာမှာ Trivandry လမ်းကြောင်းဟာမောင်းနိုင်တဲ့နီးကပ်နေပြီးဆိုတဲ့အကြောင်းကိုတရင်ပေးဖို့လွတ်သွားတာကြောင့် background ကလည်းလေရင်စင်းတက်ရမယ်တရားမှာအခက်အခဲတွေရှိလာပါတော့တယ် ဒါပေမဲ့လည်းလေရင်စီကလည်းနဲလာတာကြောင့်နောက်ပြန်လဲဖို့မဖြစ်နိုင်တော့ဘဲအဲ့ဒီ travel relay စိတ်မှာပဲလေရင်စင်တက်ဖို့ဌာနချုပ်ကိုအချက်ပြအကြောင်းကြားရပါတော့တယ်ဌာနချုပ်ဘက်ကတော့ Vagrant ကိုလေရင်ပြေးလန်း16ကိုရွေးပြီးစင်တက်ဖို့ညွန်ကြားလိုက်ပြီမြေအရာရာကိုတွက်ချက်နိုင်တဲ့ Vagrant ကတော့လေရင်ပြေးလန်း34မှာပဲလေရင်ကိုစင်တက်ပါတယ်အကောင်လုံးကတော့ညွန်ကြားထားတဲ့အတိုင်းမလုပ်ပဲတခြားလမ်းကြောင်းမှာလေရင်စင်တက်လိုက်တဲ့ Vagrant ကြောင့်စိတ်ပူပန်နေရပြီ Vagrant ရဲ့လေရင်ကိုလည်းပြတ်ကြတော့မယ်ဆိုတာတစ်ထစ်ချတွက်ဆထားကြပါရယ် ဒါပေမဲ့ background ကတော့အကောင်လုံးရဲ့အထင်နဲ့အမြင်တွေလွဲသွားအောင်သူရွေးချယ်ထားတဲ့လေရင်ပြေးလမ်းပေါ်မှာပဲလေရင်ကို untracking နဲ့ cycle နိုင်လိုက်ပါတယ် background ရဲ့စမ်းဆောင်ရင်ကြောင်းပဲပြကြရောမဲ့လေရင်ဟာ android ကနေကတိလေးလွတ်လာခဲ့တယ်လို့ခရီးတိုက်တွေအကောင်လုံးကိုလည်းအသက်ဘေးကနေတီတီလေးကတင်နိုင်ခဲ့ပါတယ် background ဟာလည်းအကောင်လုံးစီကနေချွတ်ချွတ်မှုတွေခံခဲ့ရပြီးအသက်ကတင်တဲ့သူရဲကောင်းကြီးဖြစ်သွားပေမဲ့ပြဿနာကတော့အခုမှပဲစတင်လာခဲ့တာဖြစ်ပါတယ် အကြောင်းကတော့လေယာဉ်မတော်တဆစုံစမ်းစစ်ဆေးရေးအဖွဲ့ကနေဒီကိစ္စကိုကင်တွယ်ဖြေရှင်းဖို့အတွက်ဗီဂရန်နဲ့တာရီယာတို့ကိုဆက်စည်မေးမြန်းလာခဲ့တာဖြစ်ပါတယ်။သူတို့အဖွဲ့ကတော့ဗီဂရန်ဟာညွန်ကြားထားသလိုမဟုတ်ပဲတစုတူဆုံးဖြတ်ချက်ချခဲ့လို့အခုလိုအသက်အန်ဒရယ်နဲ့နေတဲ့ကိစ္စဖြစ်လာရတာလို့ယူဆကအမှုလုပ်ပြီးစုံစမ်းစစ်ဆေးတာလည်းဖြစ်ပါတယ်။ဒီစုံစမ်းစစ်ဆေးမှုကိုဦးဆောင်ကင်တွယ်သူကတော့နာယာယန်ဖရီဒမ်ပဲဖြစ်ပြီးနာရာရန်ဟာအသေးစိတ်ကြလွန်သူထက်မြက်ပြီးရှေ့ကိုကြုံမြင်နိုင်သူစားရင်နမယ်ရီနဲ့ကြော်ကြတဲ့စုံစမ်းရေးကောင်းဆောင်ပဲဖြစ်ပါရီ ။ဒါကြောင့်ပဲ background လောက်လောက်တဲ့ SKY လေးကြောင့်လည်းရသူတို့ company C အမှုပတ်လာမှာဆိုတာကြောင့် background ကိုပြားပေးပြီးဒီအမှုကိုလွတ်အောင်ကြိုးစားကြပါရစေ။ဘယ်လိုပဲကြိုးစားပါစေတိကျတဲ့ Nara Run လက်ကနေပြေးမလို့ပဲနောက်ဆုံး background ကိုရုံတင်ကအမှုကိုကြားနာစစ်ဆေးရနေ့ကိုရောက်လာပါရစေ။နာရာရန်ကတော့ထုံးစံအတိုင်းသူအသေးစိတ်ဆုံးစမ်းထားတဲ့အချက်အလက်တွေကိုအခြေခံပြီး Vagrant ကိုအိမ်လွမ်းမိသားစုလွမ်းဖြစ်နေပြီးလေရင်ခရီးစဉ်မှာလည်းစိတ်လောလွန်းနေတဲ့ဆိုတာဆွဲချက်တင်ပါရယ်အဲ့ဒါပြင် Vagrant ရဲ့လေရင်မောင်းထိုင်ကောင်နောက်ကအမိုက်ပုံးပါလေ အရက်ပလင်းကိုတွေ့တာကြောင့် Vagrant ကိုလေယာဉ်မောင်းနေနေစဉ်အရက်တောက်ထားပြီးဆုံးဖြတ်ချက်အမှားကိုချမိခဲ့တယ်ဆိုတာဆွတ်ဆွဲပြန်ပါတည်း Vagrant ကိုမူသားပေါ်ဇက်တွေနဲ့ပါပေါ်ထုတ်ပေမဲ့ Vagrant ကတော့တူလင်းရင်ခရီးစဉ်အတွက်အရက်မတောက်ထားကြောင်းနဲ့ဆုံးဖြတ်ချက်အမှားတွေကိုလည်းမလုံးမိကြောင်းပြန်လည်ခြေပါခဲ့ပါတယ်ဘလောက်ပဲခြေပါပါစေနာရာရန်ကတော့အသက်တွေတစ်ခုပြီးတစ်ခုတင်သွင်းသလိုဘဲဘက်လေယာဉ်မူတာနီယာကိုပါဆက်စင်းမြင်ပြန်ပြီး Vagrant ဟာလေယာဉ်ခရီးစဉ်အတွင်းလူပင်ပန်းနေတာကြောင့်တာဝန်ကိုကောင်းကောင်းမထမ်းဆောင်နိုင်ခဲ့ဘူးဆိုတဲ့အချက်ကိုတသက်ပြဖို့ကြိုးစားပါတယ် ။ဒါရီပြင်ဗီဂရန်လေးမဆွဲခင်တည်းရဲ့အလိုကသွားခဲ့တယ်။ဒူဘိုင်းကလပ်ကမိန်ကလေးကိုလည်းခေါ်ကဗီဂရန်ရတောက်ထားအကြောင်းတသက်ပြစ်တင်သွင်းလိုက်တာကြောင့်အမူကဘလို့မှဖြေရှင်းမရပဲပိုခတ်ခဲလာခဲ့ပါရီ။ဒါပေမဲ့ဗေဂရန်ကတော့စိတ်အေးအေးနဲ့ပဲသူကကလပ်သွားပြီးရက်တောက်ခဲ့ပေမဲ့လေရင်မမောင်းခင်ကောင်းကောင်းအနားယူခဲ့တယ်လို့လေရင်ခရီးစဉ်အတွင်းဘဲစီမင်းမကိုလည်းချိုးဖောက်ခဲ့ခြင်းမရှိဘူးလို့ပြန်လည်ထုတ်ချေခဲ့ပါရီ။သူ့အနေနဲ့ဌာနချုပ်ကနေပို့ပေးတဲ့မုံတိုင်းသတင်းကိုလည်းဌာနချုပ်ရဲ့ပေါ်ဆောင်မှုကြောင့်မရရှိခဲ့တာကြောင့်အန်ဒရီမားနေနေရာမှာလေရင်စင်းသက်ဖို့အကြောင်းဖန်ဆောင်ရအကြောင်းမှာဖြေရှင်းခဲ့ပါရီ။ ဒါပေမဲ့နိုင်ရန်ကတော့မချိနဲ့သေးပေလေရင်စင်းသက်မှုမှာတော့ပြေလန်16ကိုရွေးရမယ့်အစားကိုယ်တော်အတိုင်းပြေလန်34ကိုရွေးချယ်ခဲ့တဲ့ Vagrant ကိုထပ်မံအပြစ်ဖို့ဆိုဆိုရပေမယ့် Vagrant ကတော့သူအားပြေလန်34ကိုရွေးချယ်ရတာဟာသူ့ရဲ့ကျွမ်းကျင်မှုကြောင့်လို့ဆိုပြီးတော့အကြောင်းပြပါတယ်။တကယ်လို့ Vagrant ဟာအရင်ကပုဂ္ဂလိကလေရင်မောင်းနေတော့က၎င်း Driven Dre လေသက်ရဲ့ပြေလန်34မှာခဏခဏဆင်းသက်ရတာကြောင့်သူ့ရဲ့စူပါတပ်ပုံမှန်ညာကနေပြေလန်34ရဲ့နယ်နိမိတ်တွေကိုအတိအကျမှတ်မိနေတာဖြစ်ပါတယ်။ ဒါကြောင့်လေမောင်နိုင်ကတိုက်မောကထန်ပြီးရှေးကလမ်းကြောင်းကိုမမြင်ရတဲ့အချိန်မှာတော့ဗေဂရန်ကယုံကြည်ချက်ရှိစွာနဲ့ပဲသူရွေးချယ်ထားတဲ့ပြည်လက်မှာအန်ဒရဂင်းစွာဆင်းသက်နိုင်ခဲ့တာဖြစ်ပါလိမ့်။နာရာရန်ကတော့ဗေဂရန်ရဲ့ဓာတ်ပုံမှတ်ချက်အကြောင်းပြချက်ကိုမယုံကြည်တာကြောင့်ဗေဂရန်ကလက်တွေ့သက်သေပြဖို့အတွက်လေရင်ဆမ်းမောင်းနေစမှာသူမှန်ညာတဲကအတိုင်းအရင်းညာကအဖြစ်ပြတဲ့ဓပုံစံနဲ့တူဖြစ်အောင်မောင်းနေပြပါတော့လိမ့်။ ဒါကိုတွေးလိုက်ရတဲ့နာရာရန်ကတော့ Vagrant ရဲ့စူပါမန်ညံတဲ့အရေးအကျဉ်းကိုလေးစားသွားခဲ့ပြီ။နောက်ဆုံးစီရင်ချက်ချတဲ့နေ့မှာတော့ Vagrant နဲ့ Darnia တို့ကိုအလောက်ကနေ3လပဲဆိုင်းငံ့မှုဖြစ်တန်ပေးလိုက်ပါရယ်။ဒါပေမဲ့ Vagrant တို့ကိုပြားပေးတဲ့လောဘစားကုမ္ပဏီကတော့စုံစမ်းစစ်ဆေးခံရဖို့အတွက်စီရင်ချက်ချခံလိုက်ရပါတယ်။ Vagrant ကတော့သူ့ကိုအလောက်ကနေတစ်သလုံးမဆိုင်းငံ့ပဲ3လပဲရန်နာခိုင်းလိုက်တဲ့နာရာရန်ကိုအကြောင်းပြချက်သွားမိရဲ့ကနာရာရန်ကတော့ Vagrant လိုတော်ရဲလေးရင်မှုတစ်ယောက်ကိုနိုင်ငံကနေမဖယ်ရှားပစ်ချင်တာအကြောင်းလို့ပြန်ဖြေလိုက်ပါတယ်။ ဒါကြောင့် background ကိုနောက်တစ်ခါအမားရီမကျိုးလို့မီးဖို့နဲ့ဒုတိယအခွင့်အရေးနဲ့ထိုက်တန်အောင်နေဖို့ပြောကအသိမှတ်ဖြူပေးလိုက်ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ background တောင်လည်းပြဿနာတွေအကုန်လုံးကိုဖြေရှင်းနိုင်ခဲ့ပြီးသုံးလပြည့်တဲ့အခါမှာတော့လေရင်ခရီးစဉ်ပြန်ပြီးဆွဲဖို့အတွက်တက်ကြွနေနေပဲဆက်လက်လေးကအဆုံးသတ်သွားပါတော့တယ်။